အတင်အခုလိုပေါ့စူဆောင်းနေနဲ့ခေါ်လာတာဒီအများကြီးပေါ့အတန်50ကျော်52နှစ်55နှစ်အဲ့လိုမျိုးစူဆောင်းရင်းမှာတွေ့တယ်52နှစ်52နှစ်အဲကျတော့ဒါလုံးဝဟိုတက်နိုင်တဲ့ဟာပြန်လုပ်ပြပါတော့အဲခုနလိုမျိုးအာတကယ်ချင်းအတွက်လည်းအစားဝင်ပြီးဟာမင်းရှားမှရှားပါတော့တကယ် ာမင်္ဂလာပါ။ကဲမင်္ဂလာပါ။လုံးပါ။ဘာလူမျိုးလဲ။အဖေရမို့ဆိုရင်မရဟိန်သူပါ။ဟာအဲ့ဘာဖြစ်လို့သူ့ကရတာရော။သူတို့ပြောတော့အဲ့လိုမျိုးမသူ့ဦးလေးလို့ပြောရနော်။ဟုတ်။ဟိုတငယ်ချင်းစားနဲ့ဝင်ပြီးတာပါ။တငယ်ချင်းတငယ်ချင်းမဲပေါက်လို့တငယ်ချင်းစားနဲ့ဝင်ပြီးတာ။ဟာမင်းဘာဖြစ်ပတ်စံရလို့လား။ပတ်စံရလို့မဟုတ်ပါဘူး။ငယ်ငယ်လေးကပေါင်းလာတဲ့တငယ်ချင်းမဟုတ်လို့။ဩဟုတ် သူ့မိသားစုကအဆင်မပြေလို့မောင်မနှစ်ယောက်တည်းရှိတာတငယ်ချင်းမှာอืมညီမငငယ်လေးတအောင်ပိုင်းမတန်ဘူးอืมပြီးတော့သူနဲ့ကိုနေကထမင်းဆိုင်แชร์ဖွင့်လာတာမဟုတ်လို့อืมဟာလူမျိုးဘာသာမျိုးစုနေရဘောဒီကောင်နေเนาะဟုတ်อืมကိုရဲ့အတွေးကွာသူတို့စုလိုက်တဲ့ချိန်တငယ်ချင်းကိုမထည့်ဘဲနဲ့ပေါက်ထုတ်လိုက်လို့ရှင်အဖေဘက်ကအမျိုးတွေတီးလို့ရှင်လိုက်လို့ရရဆိုတဲ့ပုံစံမျိုးနဲ့ကိုကချိန်လိုက်တာอืมအဲ့တော့ကွာညီလေး ဒီစစ်တပ်ထဲမှာကွာဒီလားသူကလူမျိုးကြီးဝါဒပါတော့ငါတို့ဘာသာမှငါတို့အဲ့လိုမျိုးပုံစံမျိုးရှိရကွာဒီလားအဲအခုမိလေးကအဲ့လိုနေရာမျိုးကိုရောက်သွားတာပါတော့ရောက်သွားတဲ့အချိန်မှာကိုကလည်းသူတို့နဲ့ဒါမတူဘူးပေါ့နော်ဒါအယူဝါဒပါညာဘာတစ်ခုမှမတူဘူးလေနော်မတူတော့ကြအဲ့လိုလူတယောက်အတွက်အခက်အခဲတွေဘာရှိရှိပါရဲ့အဆအဆရရအကုန်လုံးကသူတို့စီရောက်အခက်အခဲတွေကြီးပဲဟွန်း ဘလို့လဲဆိုတာစားတာတောက်တာစမစားလဲဒီခင်မစားရင်ဒီလေအဲ့ညီလေးတို့အဲ့လိုညီလေးတို့မစားတဲ့အသားကိုကျွေးတာမျိုးရှိလားသူတော့မကျွေးဘူးမစားခြင်းမစားနဲ့အငန်းကြီးဟုတ်တယ်ခင်မတော့မပြောင်းမေးဘူးဟုတ်ဘာမစားပါဆိုပြီးတော့အဲ့လိုမျိုးပြေးရမရှိဘူး။ဆင်းရင်တော့လာကောက်တယ်ဘာမှတော့မရဘူး။ဟာ။ဟာအဲ့လိုနေမျိုးရေဆိုရင်ညီလေးဘယ်လိုဖြတ်ကျော်လဲ အဲ့လိုနေပြီဆိုလို့ရှိရင်ကိုဘကိုဒီတိုင်းသမင်းရေဆန်းစားတာအစားရနေလည်းရှိတယ်။အင်းဒီနေ့တက်လာခဲ့တဲ့သူဆောင်ရေးမှနေလာတဲ့သူဆောင်ရေးမှလည်းဒီတိုင်းမဲပေါက်ပြီးအစားဝင်လာတဲ့အတီရန်ရန်ကုန်ကနေပြီးချက်ချင်းမန္တလေးကိုပို့တာမန္တလေးသူဆောင်ရေးကိုပို့တာအင်းအမှလည်းဒီတိုင်းသူဆောင်ရေးမှထားတာမဟုတ်အဲခေါ်လာတဲ့ခွေးကြီးသားအိမ်မှထားတာအင်းဟုတ်ဟုတ်ခေါ်လာတဲ့ သူအိမ်မှာပဲထားရတာထည့်ပိတ်ထားတာထားတယ်ဟုတ်ထည့်ပိတ်ထားတာဟုတ်ကျွန်တော်အခန်းနဲ့ထည့်ပိတ်ထားတာဘာဖြစ်လို့လဲဘာဖြစ်လို့မီလို့ဟမ်အပြစ်လုံးမိတာမဟုတ်အဲ့လိုမင်းမယုံလို့တဲ့မင်းတို့အဖွဲ့အကြောင်းကိုလည်းသိတယ်တဲ့อืมမင်းတို့အကြောင်းသိတယ်တဲ့မင်းတို့ကောင်းလေးကအုပ်ကြီးကြီးအလူမိုက်တွေဆိုလို့ချင်းမင်းတို့တငယ်ချင်းတွေကအဲ့လိုကောင်းလေးကြီးပဲလောက်တာဆိုတော့อืมလိုက်ပို့တာတော့၄ယောက်อืมကျွန်တော်လိုက်ပို့တာ အဲ့လိုမျိုးခွဲခြားဆက်ဆံတာတွေလည်းရှိရနော်ပြီးတော့ဒါရိုက်နဲ့နှိမ့်ဆက်တာမျိုးတွေပါလေရောမြင်ခဲ့ဘူးလားကြုံခဲ့ဘူးလားကြုံခဲ့ဘူးပါတယ်အတင်အခုလိုပေါ့စူဆောင်းနေနဲ့ခေါ်လာတာတွေအများကြီးပေါ့အသက်50ကျော်52နှစ်45နှစ်အဲ့လိုမျိုးစူဆောင်းရင်းမှာတွေ့တယ်52နှစ်အင်း52နှစ်အင်းအဲ့ထမင်းစားချိန်တစ်ချိန်ပဲကိုယ်ပြီးတွေ့ရထွက်တဲ့ချိန်ကျတော့ထမင်းစားချိန်လောက်ကျရင် လက်တော်ကျိုးတုတ်ထားတာနောက်ပြန်ကြီးဩသူ့ပြန်ထိုးมาဆိုဩဟုတ်ဟာတော်တော်ရှင်နေသူ့ပါပဲအဲ့တော့ကျွန်တော်အဲ့မှာစူစောင်းရေးမှာအဲတင်တန်းပြီးသွားတဲ့အချိန်ကျတက်တက်ကိုကျတော့ဘယ်ဘယ်တော့လောက်ကပြန်ရောက်ရောက်လဲတက်ကိုအခုအလာတော့မမှတ်မိတော့ကျွန်တော်အတန်းစင်းစင်းချင်း သင်္นานတက်တာအပတ်နဲ့ဆက်တက်ရတယ်။အပတ်နဲ့ဆက်ပြီးတော့ဒီမဲထီလာတမကိုကိုอืมတမကိုကိုပို့လိုက်တာ။၃တင်း၅၃တင်း၅အော်အဲ့မှာဘယ်လောက်ကြာပါလဲ။အမကတရတော့မပြေပါဘူး။อืมဒီကိုကိုစီပေါ့ပို့လာ။อืมခြေတန်းပို့။နေရှင်းလင်းဆိုပြီးတော့ဟုတ်။อืมတကယ်ရောနေမရှင်းရတာ။အဲ့နေနေရှင်းရတာမဟုတ်ဘူး။တောက်ပတ်သွားနေ။အာ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  အဲ့နဲ့ဒါတိုက်ပွဲဖြစ်တော့ကြတော့ဘလူတွေဖြစ်လဲလို့ပေါ့တိုက်ပွဲမှာဟုတ်ပါတိုက်ပွဲမဖြစ်ပါဘူးငါတိုက်ပွဲမဖြစ်ဘူးလားကျွန်တော်စစ်ကြောင်ဟုတ်တိုက်ပွဲမဖြစ်ဘူးอืมအဖုံးကြောင်မှာတဲရဲ့ချင်းဖုံးကြောင်အနားမဲ့နေရာမရောက်ခင်ဟုတ်ကဲ့ကျွန်တော်တို့အဆန်ထဲမှာရွှေကြောင်လုံးမလို့ကားအကူညီတတ်တော်ရင်းနဲ့အမေတူးထားခဲ့တာอืมကျွန်တော်အမေတူးကင်အမေတူးထားခဲ့တာကိုရွှေဝါးရဲ့နေရာဖုံးကြောင်ရောက်တော့မှာ ဒါပေါ်အစင်းတော့မှတတိရတာอืมကျွန်တော်လောက်ကြံလိုက်တာပေါ့အနေရင်းနဲ့ဆရာอืมအကောင်ဆောက်ကျိုးမပြေဘူးဆိုပြီးတော့အတိုင်းလောက်ကြံလိုက်တာစာတင်ကြောင်းလည်းတော့ကျူဆူအဲစာတင်ကြောင်းလည်းရောက်တော့ကျွန်တော်ထိုးတာလေဟုတ်တနက်ကြံခဲ့လို့ဆိုပြီးတော့อืมမဲတနက်တလက်ထားခဲ့တာတော့မင်းကရည်နေတယ်ရတယ်လို့ထောင်းနေသူကပြောတယ်အတနက်ကြီးထားခဲ့တော့မဲထောင်းနေ20ကြာမှမဲမကြောက်ဘူးလားတဲ့ကိုကရည်တာပေါ့ငါဘယ်သူမှမလဲဥသားမဖြစ်ဘူး ဒေသနာထားခဲ့ငါစက်တိုက်ချင်လာလည်းမဟုတ်ဘူးထားခဲ့အနည်း20မကားလို့ဘယ်လောက်ပဲကြာကြာလို့ပြောလိုက်တယ်อืมအဲထိုးလက်နဲ့ကြီးထောင်းခဲ့အဲအဲ့ဒါနဲ့မဲတတိဆွဲရတယ်တတိဆွဲတာကိုနှစ်ချက်လာမသိပြထိုးอืมထိုးပြီးတော့အဲသူတို့ဘက်သူတနတ်သားယူပြီးအဖုံးကြောင်းမှာနားနေပြီးတော့အဲတနတ်သားယူပြီးတော့အတနတ်ယူလာပြီးတော့ကိုကမောင်းကောက်တင်ပြီးတော့ကင်းဆောက်ဝိုင်းတာอืมကင်းဆောက်ဝိုင်းတော့အဲထိုးတဲ့နေရာမှာပဲ ညီငယ်တွေကကျွန်တော်နဲ့ပါလာ၃ယောက်ပါ။อืมညီငယ်ကအရင်ဆုံးအစိတ်မကောင်းထိုင်နေတော့ညီလေးကလာပြောတယ်။ညီကိုကြီးတဲ့ကျွန်တော်ဖက်ပြေးအောင်နဲ့อืมအညာဒီငါလည်းပြေးဖို့စဉ်းစားနေတာ။အာ၃ယောက်တော့တိုင်မြင်ပြီးတော့ထွက်ပြေးလာတာ။ဩအဲ့လက်လက်တွေပါခဲ့သေးလား။ဟုတ်ပါခဲ့။ဟုတ်လား။အဖွဲ့အကုန်ပြေးလိုက် ဟုတ်ကုန်လိုက်လာအာကျွန်တော်ကထွက်ပြေးလာပြီးတော့လိုက်ရှာတာပါအာအာအခွဲသီးတော့အလက်နဲ့တွေလိုက်အပ်တာဟောဟောဒီအဖွဲတွေကိုလက်နဲ့ရစေချင်လို့အဲအဖွဲတွေကိုကျွန်တော်တို့လိုက်အပ်တာဟောအလက်နဲ့အပ်ပြီးတော့ကိုယ်ဘက်ကိုဘယ်နေရာများလဲကိုယ်လည်းမသိဘူးအာအာဒီကိုတခါမှလည်းမရောက်ဘူးလေဂျာပြီးတော့ညီကိုတော့ရောက်ဂျာပြီးတော့ဘလို့မဆိုပဲကွာလို့ဒီကာကွယ်ရေးအဖွဲ့စီလက်နက်လိုက်အပ်ပြီးသွားမှာငါတို့ကငါတို့သွားချင်းနေနေရာသွားမယ်ဆိုပြီးတော့ ရရအောင်ချပြီးလိုက်အပ်တာအင်းအဲကြတော့ဒါလုံးဝကိုတက်နိုင်တဲ့ဟာပြန်လုပ်ပြရပါတော့အဲခုနလိုမျိုးအဲတကယ်ချင်းအတွက်လည်းအစားဝင်ပြီးဟာမင်းရှားမှရှားပါတော့တကယ်ပြီးတော့သိချင်တာရှိရဲ့အဲ့ဒါဒီအခုတက်ဖွဲ့တွေစီမှာရောက်တဲ့အချိန်မှာရောဒီစားရဲတောက်တဲ့အခါမှာဘလို့စီစဉ်ပြီးလဲအတရားညီကိုတွေတော်တော်ကောင်းပါတယ်အများကြီးကြွားကြမှုကြီးတယ်ဟုတ်ညီကိုလိုပဲဟုတ် ငင်မဟုတ်လေအဲဟိုမေးပြောလို့လေဟိုစစ်တပ်ထဲမှာကကြတော့ညီမစားတဲ့အသားဆိုရင်လုံးဝမစားခြင်းနေငတ်နေဆိုပြီးတော့ထားတာမျိုးရှိရကွာဒီဘက်မှာကြတော့ဘယ်လိုစီစဉ်ပေးရရှိအဲ့လိုမျိုးမရှိပါဘူးဒီမှာကတော့ကိုမစားခြင်းဆိုတပြင်းဟင်းနဲ့တိတ်ချလုပ်ပြီးတယ်ဟုတ်ဟောအဲ့လောက်ထိကိုယူဆိုင်တယ်ဟုတ်အဲအဲ့ကြတော့အများကြီးကွာစားတာဟုတ်อืมအစင်ပြောင်းလဲလွတ်လွတ်လပ်လပ်ထားတယ်ဟမ် အဲကြတော့ဒီအဖွဲ့တွေပေါ်မှာပို့ပြီးတော့တက်နိုင်တာကုညီပေးပေါ့နော်အဲပြီးတော့ကြတော့ဒီခုစစ်ကောင်စီဘက်ကကြုံတွေ့ခဲ့တဲ့ဟာတွေအခုလိုမျိုးပြန်ပြောပြလို့လေကျေးဇူးတင်တယ်ခုနလိုမျိုးပေါ့အဲစူတောင်းခံရနိုင်တဲ့လူတွေပေါ်တာဆွဲခံရနိုင်တဲ့လူတွေရှိရကွာအဲအဲ့လိုလူမျိုးတွေကြတော့စစ်တပ်ကကောင်းမကောင်းသူတို့မသိဘူးကွာစစ်တပ်ထဲမှာအဲဘယ်လိုမျိုးခွဲခြားဆက်ဆံနေဆိုတာတွေသူတို့မသိဘူးကွာမသိဘဲနဲ့အဲ့လိုမျိုးစူတောင်းခံလိုက်ရတဲ့လူတွေဝင်သွားမဲ့လူတွေရှိလာနိုင်တယ်ကွာအဲ့လိုမျိုးလူတွေမဝင်နိုင်မဝင်မှုအတွက်ကိုအဲထားပါတော့ညီကဘာပြောချင်လဲပေါ့အဲ့လိုမျိုး စစ်တပ်တွေဆိုမဝင်လေကောင်းလေပဲတက်နိုင်လို့ရှိရင်တော့အဲ့လိုပေါ်တာလာဆွဲနေတာတို့အအုပ်ချုပ်ရေးမှုနဲ့ပေါင်းနေတဲ့လုံနေတဲ့ကောင်တွေအကုန်လုံးမှန်များအောင်အဲကုလိုပေါ်ညီငယ်တွေကတရောင်၅ရောင်စုပြီးသွားတက်လာ တက်တဲ့နေရာတွေထောက်ပြီးတော့တခါရဲ့အပြိုက်ချင်းလိုက်ပူကောင်းတယ်အဲအဲ့လိုကအားပေးတာလားဒီကောင်တွေစကားကိုတော့လုံးဝယုံစရာမရှိဘူးပေါ့အဲ့လိုပေါ့ဟုတ်อืม အရင်ကမြို့ကြီးတွေမှာဆိုလို့ရှိရင်တစ်တကအဲ့လောက်ထိမဟုတ်ဘူးအခုလိုပေါ့အုပ်ချုပ်ရေးမှုနဲ့ပေါင်းနေတဲ့ကောင်တွေနေရာရရင်ဘာမှမဆိုလုံးနေတဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေကိုရှင်းလိုက်လို့ရှိရင်တော့လုံးဝပေါ်တာဆွဲတာတော့ရှင်းသွားမယ်အင်းအဲ့လိုကောင်မျိုးတွေကပို့ဆိုးနေရပါတော့နော်ဟုတ်အင်းโอเคโอเคကျေးဇူးတင်တယ်နော်အဲ့ဒါကျတော့ဒီခုလောလောဆယ်ပေါ့နော်ကိုမြင့်တောင်းညာမြေစစ်စင်ရေးမှာ တုံးလာတဲ့စစ်မှုထမ်းပတ်စဉ်90 90ဒီပေါ့နော်တော်တော်များများလဲဒါပြေးမိပြေးရလဲပြေးကြတယ်ပေါ့ကျွန်တော်တို့စီမရောက်ခင်ကတည်းကတို့တချို့ဒီတရဥပတ်ချမ်းမှာကနေထွက်ပြေးကြတယ်ရှိတယ်ကျွန်တော်တို့စီရောက်တော့မှထွက်ပြေးကြတယ်နဲ့ကျွန်တော်တို့ဒီတပ်ဖွဲ့မှကြီးကိုစစ်မှုထမ်းပတ်စဉ်ကျွန်တော်အိမ်ပြန်ပို့နိုင်ခဲ့တဲ့လူတွေအပါအဝင်ဆိုရင်60ကျော်ကျွန်တော်လောလောဆယ်အဲကျောင်းစီရှိရပေါ့နော်ရောက်လာအဲ့လိုအိမ်မှာပြန်ပို့တာပေးသေးရပေါ့ အဲရှိတယ်ဗျတချို့အားတွေဆိုရင်ကျွန်တော်တို့ဒီဒေါ်လန်ရေးတက်ဖွဲ့ရေးစိုးမိုးတဲ့နေမီဒေတာတွေကနေခီးသွားရင်းနဲ့လမ်းမှာဖန်ခံရတဲ့လူတွေကနေအဲ့လိုမျိုးဒီကျွန်တော်တို့ဘက်မှာတိုက်ပွဲတွေဖြစ်လာရင်ဖြစ်လာတော့ကျွန်တော်တို့ဘက်ကိုစစ်ကူတွေပို့ရင်းနဲ့ရောထည့်လိုက်တာပေါ့အဲကျွန်တော်ဆက်သွယ်ပြီးတော့မှသူတို့အလင်းဝင်လာရှိရဲအဲ့ဟာတွေတော့ကိုယ်ရင်ပြန်နေလို့ရတယ်ဆိုရင်ကျွန်တော်တို့ကတောက်လျှောက်အိမ်ပြန်လွတ်လိုက်တာအော် ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအဲ့လိုဆိုတော့အခုချိန်မှာတော့ဗောနောစစ်ကောင်စီအနေနဲ့ကနှီးမျိုးစုံနဲ့ဒါကျွန်တော်တို့ဟိုရုပ်မာနေတာပဲဗောနောကျွန်တော်တို့ဒီဘက်မှာဆိုလဲဒါလေကြောင်းတိုက်ခိုက်မှုတွေအကျဉ်းကြီးတွေအများကြီးလုပ်တယ်ဒီအခုလောလောဆယ်ဝလူရေစကန်သိန်းကျွန်တော်တို့တိုက်ပွဲဆင်နွှဲတဲ့နေရာမှာဆိုလေကြောင်းအကျဉ်းကြီး156ကျင်းကျဲတယ်ဗောနောအလုံးကြီးဆိုရင် ကျွန်တော်တို့အလုံးကြီး400ကျော်ပေါ့ ဒါကျွန်တော်တို့လေးရတာတိုက်ပွဲမှာပေါ့နော် လေးရတာတိုက်ပွဲမှာအဲ့လောက်ကျဲတယ်ပြီးရင်ကျွန်တော်တို့မနေ့ဟိုပါပေါ့နော်အဲ့တိုက်ပွဲကကျွန်တော်ကိုမြင့်သောအညာမြစ်စစ်စင်ကြီးကကျွန်တော်မြင်းညံခရိုင်ထဲမှာဟိုမြင်းညံတခရိုင်လုံးမှာရှိတဲ့နေရာတော်တော်များများကိုကျွန်တော်တို့ပြိုင်နေတိုက်ခိုက်ခဲ့တယ်မနေ့ကအထီကိုကျွန်တော်တို့တိုက်ပွဲဖြစ်နေတော့မှာနော် အဲ့လိုမျိုးတွေရှိနေတာဆိုတော့ဒီကနေရှေ့လျှောက်လဲကျွန်တော်တို့တက်နိုင်တဲ့လုပ်ငန်းစဉ်တွေပေါ့ကျွန်တော်တို့တက်နိုင်တဲ့တိုက်ပွဲတွေကျွန်တော်တို့ပြည်သူထောက်ပံ့မှုတွေအားကောင်းလာလာနဲ့အမျှကျွန်တော်တို့ကလည်းဒီထက်ပိုပြီးအလုပ်တွေလုပ်လာနိုင်ဖို့ပေါ့နော်အားရတွေလည်းကျွန်တော်အများကြီးစူးစမ်းနေပါတယ်အခုလောလောဆယ်ဒီခုကျွန်တော်တို့မှဒါက ပထမကကိုကျွန်တော်လူငယ်တွေဖြစ်တဲ့အတွက်လူငယ်တွေကဘာတွေးလဲဆိုရင်ကျွန်တော်စစ်တိုင်မယ်နိုင်ပြင်ပြန်ပြီးမြန်မြန်ပြီးအိမ်ပြန်မယ်တလောက်ပဲကျွန်တော်စဉ်းစားရပေါ့အခုချိန်မှာကကျွန်တော်တို့အဲ့လောက်နဲ့မရတော့ဘူးကျွန်တော်တို့စစ်တိုက်တယ်တိုက်ပြီးလို့ကိုအဲစိုးမိုးတဲ့နေရာဒေသတွေမှာပြည်သူကိုကျွန်တော်တို့ဘလို့လုံခြုံအောင်ထားမလဲဘလို့ပြန်ပြီးတော့အဲကာကွယ်မှုတွေပေးနိုင်မလဲစောင့်ရှောက်မှုတွေပေးနိုင်မလဲပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကပြန်စဉ်းစားရတာရှိရဲစစ်ကောင်စီကတော်လန်ရင် ဒီဘက်ကပေါ့နော်စိုးမိုးတဲ့နေရာတွေစိုးမိုးတဲ့ဒေတာတွေဆိုလို့ရင်သူတို့ဘက်မှာကအမဲအောင်နေပြီလို့သတ်မှတ်ပြီးတော့မှလက်နက်ကြီးနဲ့ရန်ထူတာဘယ်နာကြကြဘသူအိမ်ကြကြဆိုတဲ့ပုံစံမျိုးတွေအထိပြုလုပ်တာတွေရှိနေတဲ့အတွက်ကျွန်တော်တို့ကအခုနောက်ပိုင်းတွေမှာအာပြည်သူတွေကိုအများကြီးယူဆိုင်ဖို့တွေမှာနေရတယ်လေချောင်းအဓိကတော့လေချောင်းပေါ့နော်သူတို့ခြေလင်းကျွန်တော်မန်လေးတိုင်းထဲမှာရှိတဲ့နေရာဒေတာကြီးတချို့တော့ကိုသူတို့ရဲ့ခြေလင်းစစ်ချောင်းကြီးမဝင်တော့ဘဲနဲ့ အဲသူတို့ရဲ့ဒီကြာဆုံးမှုတွေများနေများတဲ့ data တွေကိုမပို့တော့ဘဲနဲ့လင်းရနေသူတို့ကဒါကျဲနေရပုံစံမျိုးတွေဖြစ်နေရဆိုတော့ပေါ့နော်ဟာအခုချိန်မှာကဒီကျွန်တော်တို့လည်းအများကြီးယူဆိုင်နေရတယ်လင်းနဲ့ပတ်သက်ရင်ပြီးခဲ့တဲ့ဒါစစ်စင်ရေးမှာလင်းတုံးသွားတဲ့ပုံစံလေးပေါ့နော်ဆရာကကျွန်တော်တို့တလောကရှင်းပြသလိုပဲမြန်မာနိုင်ငံသားမဟုတ်တဲ့လူတွေလို့တောင်ကျွန်တော်တို့ကထင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သတင်းကြားရတာလည်းအဲ့လိုမျိုးပဲကြားရတယ်ပေါ့နော်ဒါရုရှားကနေခေါ်လာပြီးတော့မှ မြန်မာနိုင်ငံမှာဒါလေရင်မောင်းခိုင်းတဲ့အဓိကစစ်စင်ရေးတွေမှာအရေးကြီးတဲ့စစ်စင်ရေးတွေမှာထုတ်သုံးတယ်ဆိုမျိုးတွေရှိရပေါ့နော်ကျွန်တော်တို့ဒီရေစကန်ဝင်းထဲမှာတော့မှဒီတိတိကျကျချနိုင်တဲ့အထိအပိုင်းလော့စကေးတွေမြင့်လာတာရှိတယ်ဒါဒီကျွန်တော်တို့နဲ့အတူတူပေါ့နော်ဒီတော်လန်ရေးကိုပါဝင်နေတဲ့နေရာပေါင်းစုံကဏ္ဍပေါင်းစုံကတော်လန်ရေးရဲဘော်တွေအနေမပေါ်ဆကြဖို့ ਨੇ အဲလေချောင်းနဲ့ပတ်သက်ပြီးတော့အထူးဂီယူဆိုင်ကြဖို့ဒီတက်ဒီတက်ပို့ပြီးတော့မှကျွန်တော်တို့ အဲတော်လန်ရေးရဲ့အတွေ့အကြုံတွေကလေးနှစ်တာလေးနှစ်ကျော်ကာလအတွင်းမှာအများကြီးလည်းရလာကြပြီပေါ့နော်အဲခေါင်းဆောင်ပိုင်းတွေအနေနဲ့လည်းဒီထက်ပိုပြီးတော့မှအဲစီရင်စီရင်နဲ့ပတ်သက်တာရော နိုင်ငံရေးနဲ့ပတ်သက်တာတွေရောအခြားကျွန်တော်တို့လေ့လာသင့်တဲ့အရာတွေလေ့လာပြီးတော့ကိုယ့်ရဲ့ရဲဘော်ရဲဘက်တီနဲ့အတူတူအဲဆိုးတူကောင်းဘက်နော်ရင်ဆိုင်ကြဖို့ကျွန်တော်ကတိုက်တွန်းလိုပါတယ်ဟုတ်ပြီပါဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ပါတယ်။ယူဆိုင်ကြပါနော်။ကျေးဇူးတင်ပါတယ်နော်။ယူဆိုင်ကြပါ။ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ဆရာအဲ့ကျွန်တော်တို့ခွင့်ပြုပါအောင်ဆရာနော်ဟုတ်ပြီပါလုပ်တယ်များပါကျေးဇူးကျေးဇူးဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ယူဆိုင်အောင်နော်